အလုပ်ပရက်မှာဆဲကြောင်မင်းသားသွားပြီးတော့ကြက်သားကိုမိခင်ပြီးဂျုံမိုးလှူစားပါမယ်။အရင်ဆုံးမိခင်မို့အတွက်ထင်းချောင်းတွေနဲ့မိမွေရပါမယ်။မိမွေပြီးရင်တော့ကြက်သားကိုတဆုနဲ့ထုတ်ပြီးချိုးချီထားလိုက်ပါမယ်။ကြက်သားမိခင်တော့ရင်းနှီးပူပူလေးတောက်ဖို့ဆဲကြောင်နဲ့ကရေကိုခတ်ပြီးရင်းနှီးတစ်ခွက်ကိုလည်းတက်ထားမယ်။ဟင်းခက်မွေးကြိုင်နေနဲ့တော်ရဲကနေပဲခူလိုက်မယ်။ဒီပင်တွေကတော့အရင်လည်းမွေးပါရီသူတို့ကိုဓာတ်နဲ့နွတ်နွတ်ရေးဆင်းလိုက်မယ်။နောက်ပြီးအရသာမုံအနှင်းငယ်ထည့်လိုက်ပြီးအရသာမုံကိုလေမှုန့်နေအောင်လှုပ်လိုက်မယ်။ နှစ်ခုကိုလျှောပြီးတော့လိုအပ်တဲ့စာပလာတွေကိုထောပဲ့စီနဲ့ထည့်လျှောလိုက်မယ်။ငရုတ်သီးမုံကတော့မပါမဖြစ်ပဲလေ။ဒါမှအရသာပုံမိုင်းမယ်။အချက်လေးပါညှစ်ထည့်လိုက်ရင်တော့ပြည့်စုံသွားပါပြီ။ဒါကိုစက်သားမိခင်မှာတုံလိမ့်လိုက်မယ်။စက်သားပြီးရင်တော့ဂျုံမုံနဲ့မလုပ်ပါမယ်။လာထားဂျုံမုံကိုကျက်ဥတလုံးဖောက်ထည့်လိုက်မယ်။ကဲနေပါမယ်ရှင်။ထောပဲ့စီလေးထည့်ပြီးတော့ဒလိဒုံးနဲ့အပြားလေးလုပ်လိုက်မယ်။ဒီပြားလေးတွေကိုခြေလေးတွေထည့်လိုက်ပြီးတော့ထုတ်လိုက်မယ်။စက်သားကလည်းကင်ထားတာနေရဲနေပြီးမှွှင်းနေတာပါပဲ။ ကျက်သားပြီးတော့ဒီဂျုံမုတ်ကိုထောပဲ့စီလေးနဲ့ကြော်လိုက်ပါမိကျက်သားလေးရပြီဂျုံမုတ်ကြော်လေးရပြီဆိုရင်တော့ရွှေနေအုတ်အုတ်တဲပြီးတော့စားဖို့ကျက်သားကိုပြင်ဆင်ပါတော့မိအားလုံးပြင်ဆင်ပြီးရင်တော့စားလို့ရပါပြီ